ဆိုင်းဆရာမသူစကိုင်းကတော့ဆွတီးသွားတယ်ပေါ့အဲ့ဒီဆွနှွေချက်ပေါ်မှာဒေါက်တာအောင်လေးတင်ကဘာပြောချင်လဲအဲဆွနှွေသွားတာကောက်ပါလေဒါလည်းဟိုဖြစ်တင်ဖြစ်ထိုက်တာပေါ့လေအခုကျေးလက်နဲ့မြို့ပြဟိုချိန်ချိန်ညှိတဲ့အခါမှာဒီလိုဂျားရရနေပြီးတော့ဒါအားလုံးလမ်းနိုင်နိုင်တဲ့ level တစ်ခုကိုရောက်အောင်ဒါ guideline တွေလည်းပေးထားတယ်ဒီတိုင်းလည်းကျင့်သုံးမယ်ဆိုရင်တော့ဒါဟာအမတန်မှငြိမ်းချမ်းတာယာတဲ့တိုင်းပြည်ဖြစ်လာမှာပေါ့ ဆရာစိတ်ပိုင်းဆိုင်ရာအထုကုဆရာဝန်တယောက်ဖြစ်တဲ့အခါကျတော့ဆရာရဲ့အတွေ့အကြုံရပေါ့နော်ဒီဘက်ခစ်ကာလာမှာလူတွေရဲ့သီးခံနိုင်စွမ်းရည်အတန်ပေါ်မှာသီးခံနိုင်စွမ်းရည်တော်တော်ကျနေပြီလားဘလောက်တိုင်းဓာတိရှိနေပြီလဲဆရာ individual variation ပေါ့လူတယောက်ချင်းစီလိုက်တော့ကွာခြားမှုတွေရှိတယ်ပေါ့အဲ့တော့စူညံတဲ့အတန်အနေနဲ့ကျွန်တော်တို့ကတော့အတိုင်းဓာတစ်ခုဆိုတော့ကျွန်တော်ကျင်သားတော့ရနေပြီဒါပေမဲ့ကျွန်တော်ဒီဒီအတန်ကိုဒီနေ့မှာကျွန်တော်ခံနိုင်ရရှိရင်ရှိမယ်ဒါပေမဲ့ညနေပိုင်းညကျွန်တော်ခံနိုင်ရရှိချင်မှရှိတော့မှာအဲ့တော့ လူတယောက်ချင်းလိုက်ကွာခြားသွားသည့်အတူတူပဲလူတယောက်ချင်းမှလည်းအချိန်ပိုင်းလိုက်ပြီးတော့ကွာခြားသွားတာလည်းရှိပါတယ်။တပြိုင်တည်းမှာပဲခန္ဓာရင်မရှိဘူးဆိုတော့ဆရာအတ္တကြောင့်ဆိုဘယ်လိုမျိုးစားရဲမှာပါမလဲ။ဥမာပြသူခုနပြောခဲ့တဲ့အာတရားလေးကိုပလင်းနဲ့ထည့်လိုက်တဲ့အတန်မျိုးအစရှိတည်ဖြစ်။ဆရာတော့ဒီတောင်ဖြိုတဲ့အတန်ရောသူဒိုင်နမိုက်တန်အဲ့လိုဒိုင်နမိုက်တန်သူရင်ပါနေတယ်။ဆရာရင်ပါနေတယ်။ဆရာအဆင်ပြေတယ်။ဒါပေမဲ့အဲ့တရား အဲ့ပလင်းတွေထိုက်တဲ့အတန်းကဆရာအတွက်ကမခံနိုင်ဘူး။ဟိုပြောရတာကတော့ sensitive ဖြစ်တာပေါ့နော်ဆရာနဲ့အဲ့ဒါ target မှုန်တိုင်းကြီးဖြစ်နေတဲ့အချိန်မှာတကယ်ရန်ကုန်မြို့လဲအကြီးတဲခါရတာပေါ့ဒီပင်နေလဲဘုံမိုးတွေဘုံတအိမ်လုံးနိုးပါတယ်ကျွန်တော်မနိုးပါဘူးခင်ဗျာ။အဲ့လိုကျွန်တော်ကအဲ့လိုဆူညံတန်တဲ့ကျွန်တော်ရင်တဲ့လူပေါ့ဒါပေမဲ့နောက်ထပ်နေ့လောက်အောင်တချင်းနားထောင်လို့ရှိရင်လဲကျွန်တော်ကဒေါ်ဒေါ့ကိုကြဲကြဲနားထောင်အောင်မှကြိုက်တာပါ။နားပြက်သွားတယ်ဆိုတာအမှန်ပါပဲ။ကျွန်တော်ရဲ့ဘေဘေနားကကောင်းကောင်းကိုမကြားတော့ပါဘူး။ အဲ့တချင်းကိုငငယ်လေးတွေကတအားအကျယ်ကြီးနားထောင်လို့ဒါပေမဲ့ကျွန်တော်အမျိုးသမီးကကြတော့သူကငင်းငင်းညောင်းညောင်းနဲ့တိုးတိုးလေးပဲသူသူဖွင့်လို့ရှိရင်မကြားကူမကြားရတာ ခုန variation လို့ကျွန်တော်တို့ထားပါတယ်။တယောက်ချင်းစီလိုက်ဟုတ်ပါတယ်။တယောက်ချင်းစီလိုက်ကွာပေါ်တာမျိုးတော့ရှိရပေါ့။အဲ့တော့အတန်အတိုးကျယ်ပေါ့နော်။အဲ့တော့ decibel နေနာတော့မြင်နာတော့ဆရာကုန်းကပြောသလို60အောက်ကတော့အိမ်မှာအိမ်နေရေးစကားပြောတာပေါ့နော်။လင်မယားညံဖြစ်တာတော့60ကျော်မှာ။အဲ့တော့စုညံတန်ဆိုတာအဓိပ္ပာယ်အမျိုးမျိုးထွက်တယ်။ဟုတ်ကဲ့။ကုကင်းပေါ်မူတည်မှစုညံတန်ဖြစ်ထွက်တော့ဒီတူအုပ်အတွက်ကစုညံတန်တိုးတိုးလေးရလဲစုညံတန်ဖြစ်ဖြစ်မယ်။အဲ့ပေါ်မှာကျတော့ကျွန်တော်တို့ကအရေးယူဖို့ကတော်တော်ခက်တယ်။ဒါပေမဲ့ဆရာအားလုံးသဘောကျတော့ဒါပေမဲ့အခုတတ်မှတ်ချက်တစ်ခုတော့ရှိရမှာပေါ့။ဥမာ70 decibel ဆိုလို့ရှိရင်70 decibel နဲ့ကျော်ရင်တော့ဘယ်လိုဖြစ်ရမလဲ။ ဲ့လိုမျိုးပေါ့ဟိုတိတ်ပန့်နှီးကြတတ်မှတ်ချက်မျိုးဆိုရင်တော့ပိုကောင်းတာပေါ့ခင်ဗျာကျေးဇူးတင်ပါတယ်ပြိသက်ထဲကလက်ထောင်ထားတဲ့သူရှိပါတယ်ကျွန်တော်ကဘာမေးချင်လဲဆိုတော့ဒီဥဆောင်ဆွေးနွေးတဲ့ပုံကိုလေးဦးပေါ့ကျန်တဲ့ပြိသက်ထဲရပေါ့နော်ကျွန်တော်တို့လွတ်လပ်ရေးမရခင်ကိုလိုနီခေတ်ကစိတ်ညင်ခွန်ဆိုတာရှိတယ်ဒီအခွန်ဥတီးရပုံကိုတွေအမကန်ကတော့မပါဘူးတိုးတော့ကြာဘူးပါသလားကျွန်တော်တို့ကစောစောကအတန်းစူညံလို့တိုင်နာတဲ့ဆိုင်စူညံတော့စိတ်ညင်ခွန်ဆိုပတ်စံရမယ်တိုင်နာချင်းအတူတူမှာပတ်စံရမယ်တိုင်နီးကိုတိုင်လာရင် အတန်နေပူညင်သွားနိုင်မယ်လို့ထင်တယ်ကျွန်တော်ကတော့ဟုတ်ကဲ့မတက်တစ်ချက်လောက်မတက်တော့ဒီအတန်ကစွန်းရင်သူကယူပပေတာသဘောတရားတစ်ခုအရာအလုတ်တစ်ခုကိုလောက်တာအဲ့တော့ဒီနားစီရဲ့ရက်တီနိုင်စွန်းကကျွန်တော်တို့ကိုးရန်းတော့လူတင်ပြီးလဲဆိုတော့တာတိ30 vibration per second နဲ့2400 vibration per second အတွင်းမှာနားစီအခန့်နိုင်တယ်ဒီလိုသင်ရတယ်ပေါ့နော်ကျွန်တော်တို့ဒီအတန်ကဘလောက်ပဲကြဲကြဲဝေးရင်ပြဿနာမရှိဘူး အဲဘလောက်ပဲတိုးတိုးနီးရင်ပြဿနာရှိသွားတယ်ဆိုတဲ့အခါကျအင်တာနက်မှာဘာတက်လာလဲဆိုတော့နှစ်စင်လူငယ်တွေကငကြက်နဲ့နားထောင်တာတန်းတရနားတွေကန်းနေတယ်အဲ့ဒါလေးကိုတော့ကျွန်တော်အခုလူဖြစ်ဆက်ဆွေးနွေးပြီးတော့လူငယ်တွေအတွက်အရေးကြီးလုံးလို့ပါနော်ဒါလေးကျေးဇူးတင်ပါတယ်ခုနစိတ်ငြိမ်ခွန်နဲ့အဲငယ်အိမ်မင်းပြောလို့ရမယ်ထင်တယ်ကျွန်တော်2014စီဗင်ဒါရဲ့ဥပဒေမှာတော့အဲ့ဒါမပါပါဘူးခင်ဗျာတို့တော့အနောက်ရှက်ဖြစ်စေတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကဟိုခုနပြောလို့ပေါ့ထုတ်ပေးထားတဲ့ license တွေကိုကန့်တက်လို့ရပါတယ်ဆိုတော့ဘေးအန္တရာယ်ဖြစ်စီတော့အနေအထားပေါ့နော်ဘေးအန္တရာယ်ဖြစ်စီဆိုဘယ်လောက်ထိဘေးအန္တရာယ်ဖြစ်တယ်လဲဘယ်လိုဖြစ်တယ်လဲပေါ့နော်ဟိုကျွန်တော်အခုဆိုရင်တိုင်ကြားစာတစ်ခုရတာပေါ့နော် aircon ဘေးမှာတက်လို့ဒီခြံရဲ့ဘေးမှာဒီဘက်က aircon ကတက်တယ်အဲ့ဒီ aircon ရဲ့စုညံတန်ကြောင့်ဒီဘက်တိုင်ကတိုက်ကတိုက်ပါလေတိုင်တဲ့အခါကျဒီ aircon ဖွင့်လို့ရှိလို့ရှိရဲ့ဒီဘက်မှာကောင်းကောင်းအိပ်လို့မရဘူးဆိုတော့ ကျွန်တော်တို့ကဒါဟုတ်မျက်မျက်တတစဉ်းစားဖို့လိုအပ်ပါတယ်တရားမျှတမှုလည်းလိုအပ်တယ်တစ်ဖက်ကလည်း तू ကပူလာလို့အေးကျင်တာဟုတ်ဆိုတော့တချို့နေရာကိုရွှေ့ပေးပါလို့ဆိုပါပရမအားလုံးရဲ့ရှေ့မှာလက်မှတ်ထိုးတော့သူတို့ရွှေ့ပေးလိုက်ကြရင်ပြီးတော့ဒီနေရာကိုပြန်တက်တယ်ပေါ့နော်အဲ့ဒါကြတော့တဦးနဲ့တဦးခြံနဲ့ခြံချင်းကက်ရက်တွေရာအာဃာတတရားတွေရှိရပေါ့တရားမျှတမှုနဲ့အညီစဉ်းစားမယ့်အခါမင်းအဲကွန်တက်လို့မျိုးထောင်ပနေရချလိုက်ပါဘယ်နည်းဘယ်နှလားချလိုက်ပါဆိုကျွန်တော်တို့ကစဉ်းစားစရာဖြစ်လာပေါ့ဒဏ်ငွေလောက်တော့ရှိပါတယ်ဒဏ်ငွေ9000ပေါ့နော်အဲ့ဒါမျိုးလေးတွေကတော့ရှိရပေါ့ ဆိုတော့ဟိုချင့်ကြင်ရမှာပေါ့နော်ဘလောက်ထိစုညံတယ်ဆိုတော့ individual variation တွေကအများကြီးဖြစ်တော့ဒီအတန်ရဲ့စုညံတန်ကိုရဲ့ definition ကိုတော်တော်တိတိကျကျသတ်မှတ်မှာမှန်ကိုဖြစ်မှာပါဟုတ်ကဲ့ညီမအဲလူအဖွဲ့စီတိုင်းဝိုင်းမှာယဉ်ကျေးမှုရိုးရာ delay ဆိုတာမျိုးကြီးရှိပါတယ်အ ਨੇ ဆုံးတော့လစဉ်လာတိုင်းရိုးရာယဉ်ကျေးမှုပွဲတော်တွေဆိုတာလည်းရှိရဲအဲ့တော့ရိုးရာယဉ်ကျေးမှုပွဲတော်ဘာသာတရားပွဲတော်အစရှိသည်ဖြစ်ပေါ့လေအဲ့လိုတော့ရှောက်ရှိနေတဲ့အခါကျတော့သူတို့တွေရဲ့လှုပ်ဆောင်လိုက်တဲ့လှုပ်ရက်တွေပတ်ဝန်းကျင်တစ်ဖက်သားကိုသွားပြီးတော့အနှောက်အယှက်မဖြစ်အောင်ပေါ့ အဲ့လိုမျိုးလေးတွေကပညာပေးလှုပ်ဆောင်မှုရန်အတွက်အများကြီးလိုအပ်မဲ့ထင်တယ်။အဲ့တော့ဘလို့နီလန်းနေဘလို့ပုံစံမျိုးတွေနေပညာပေးလှုပ်ဆောင်တဲ့လို့ထင်လဲဆရာ။ပညာပေးတာတော့နီလန်းနေတော့အများကြီးရှိတာပေါ့နော်။ကျွန်တော်တို့ individual တယောက်ချင်းစီလိုက်ပညာပေးတာရှိတယ်။နောက်တစ်ခုကတော့လူအများစုကိုတပြိုင်တည်းထဲမှာကျွန်တော် media တွေအသုံးပြုပြီးတော့ပညာပေးတာရှိတယ်။နောက်တစ်ခုကတော့သီးသန့်ဒီအုပ်စုကိုပဲပညာပေးတဲ့ဟာမျိုးရှိတယ်။အဲ့တော့ခုနကပြောတဲ့ဒါမျိုးကိစ္စတွေကြာရင်တော့တကယ်တမ်းပညာပေးတဲ့နာတော့အဲ့ mass media နဲ့ပညာပေးသူလိုပဲအချို့သောကိစ္စတွေကတော့အဲ့ သင်ညွှန်းညွှန်းနှမ်းထဲမှာထည့်ပြီးတော့ပြောဖို့ဆိုဖို့ပေါ့เนาะကျွန်တော်တို့ education aspect နီတီရနီတီရတော့ဘိုင်းပေါ့နောက်တစ်ခုတော့အတန်ခုเนี่ยဟို audience တွေလည်းပြောသွားပါတယ်ငကြက်တက်တဲ့ကိစ္စပေါ့เนาะဒါကြုံလို့ပြောတော့ပါပြဿနာလည်းတော်တော်ကြီးပါတယ်အဲ့တော့တခါကြကြလို့ရှင်တွေ့ပါလိမ့်မယ်လမ်းကူးနေလို့ရှင်လည်းငကြက်တက်ပြီးတော့လမ်းကူးတယ်တခါကြကြလို့ရှင်ဖြတ်သွားဖြတ်လာလူငယ်လေးတွေကြီးလိုက်လို့ရှင်သူတို့တော့ဘာကြားရလဲမသိဘူးကျွန်တော်ခဏလေးဖြတ်သွားလိုက်တဲ့အချိန်မှာဟိုကသူတို့ငကြက်ထဲထိုးထားခြင်းတာကျွန်တော်ကြားနေရတယ်အဲ့ဒါကြီးအများနဲ့ကိုယ့်ကိုဒုက္ခပေးနေတာကြီးလေအဲ့ဒါမျိုးတွေပေါ့ကျေးဇူးတင်ပါတယ်ဟုတ်ဆရာမြမရိုးရာရင်ဂျေးမှု traditional တွေ ဘာသာတရားတွေဒါလွှမ်းမိုးမှုအများစုရှိရပေါ့နော်မြန်မာပြည်မှာအဲ့တော့ဒီလိုကိစ္စရပ်မျိုးတွေ noise pollution ပေါ့ဆူညံတန်းတွေဒီလိုဘက်ကလည်းလွှမ်းမိုးမှုတွေကရှိနေတော့ပညာပေးမှုအပိုင်းမှာလွယ်လွယ်နဲ့ထိုးဖောက်နိုင်မှာမလားကျွန်တော်တော့မထင်ဘူးရကျွန်တော်တို့မထင်မထင်ဘူးရဆိုတော့ကျွန်တော်ကတော်တော်ကိုအဆိုးမြင်တဲ့လူတယောက်ဖြစ်နေပြီနဲ့လူပါတယ်ကျွန်တော်တော်တော်ကိုစိတ်ပြက်စိတ်ပြက်လက်ပြက်ဖြစ်နေပြီကျွန်တော်တို့မှာပညာပေးပြီးလို့ရမယ့်အရာတွေကတဘုံကြီးပဲဘယ်ဟာဦးစားပေးရမှန်းကိုမသိအောင်ကိုကျွန်တော်တို့မှာ တော်တော်ကိုစိုးစိုးဝါးဝါးဖြစ်နေပါကြီးလားလူတွေရဲ့မူချင်းပြောင်းလဲရေးဆိုရင်ဒါကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းပါပဲပထမအဦးဆုံးကတိဖို့လိုတယ်တိပြီးရင်သဘောထားပြောင်းဖို့လိုတယ်သဘောထားပြောင်းပြီးမှကျွန်တော်တို့လက်တွေ့လောက်ကင်သွားမှဒီအပြုမူကပြောင်းသွားမှာပေါ့ဥပမာဒါကတိတ်ပြောရခက်တာဥပမာကျွန်တော်ဆိုရင်ဆေးလိပ်တောက်တယ်ဆေးလိပ်ကိုကျွန်တော်ကဆယ်နှစ်သားတည်းကတောက်လာတဲ့ကြောင့်ဆေးလိပ်တဲ့နဲ့ကျွန်တော်တဲ့လူတဲ့နဲ့ကရွယ်တူလောက်ဖြစ်နေပြီဒီခါကျတော့ဆေးလိပ်တောက်ရင်မကောင်းဘူးဆိုတာကြီးကကျွန်တော်မသိဘူးလား သိတာပေါ့ဗျာအရန်သိတာပေါ့အသက်ရှူလို့လည်းမကောင်းဒလိတ်တွေလည်းခံဒီနှစ်ပေါင်းများစွာဆိုတော့ဒါပေမဲ့ကျွန်တော်ရဲ့သဘောထားကအဲ့ဒီပေါ်မှာကျွန်တော်မပြောင်းလာဘူးဗျာမပြောင်းဘူးဆိုတာကဆေးလိတောက်ရင်ဟိုညံကောင်းတယ်ဆိုတာလေဒါအမှန်တရားเนาะဒါတကယ်ဟိုဟာဟိုဟာသူရိတနာပြောပြီးသားညံတော်ကိုကောင်းတာဆိုတော့အဲ့ဆေးလိတောက်ရင်ညံကောင်းတယ်ဆိုတဲ့အစွဲကလည်းရှိသလိုပဲထိုနည်း၎င်းဒီဆေးလိကလေးနဲ့မှအရသာရှိတယ်ဗာညာပေါ့ဗျာအဲ့ဒါမျိုးတွေပါလာတဲ့ခါကျတော့အဲ့ဒီသဘောထားကကျွန်တော်မပြောင်းတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လုပ်ပုံကိုယ်မှာအခုချိန်ထိမပြောင်းလာဘူးဆိုတော့ ပညာပေးရင်ဘာရသွားမလဲဆိုရင်အသိပညာတော့ရသွားမယ်ကျွန်တော်တို့ဆေးလေးတောက်တာမကောင်းဘူးလို့ပဲသိသွားမှာဒါပေမဲ့လူတွေရဲ့သဘောထားပြောင်းအောင်လုပ်ဖို့ဆိုတာအင်မတန်ခက်တဲ့ကိစ္စကြီးဗျကျေးဇူးတင်ပါတယ်ပြိတ်သက်သေးကနေဘရောမှပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ခုနပြောတဲ့လော်ကိစ္စပဲကျွန်တော်ထပ်ပြောချင်ပါတယ်ဆရာတို့အမြင်ပေါ့ဟိုတလောကပြီးခဲ့တဲ့နှစ်ထဲရထင်တယ်6လလောက်ရှိပြီအင်းစိန်ဘက်မှာလားမသိဘူးစွန်းလောင်းယုံကဖွင့်လာတဲ့အတန်ချဲ့ဆက်ကိုမခံနိုင်လို့ဓာတ်နဲ့ဝင်ခုတ်တဲ့ကိစ္စဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားတော့ ဒီခုတ်တဲ့လူရဲ့အလွန်လားတကယ်လို့ तू ဟာကနလို့သူ့အတွက်ဒါကြီးကစဉ္ညာဏဖြစ်လို့တွားပြီးတော့လုံးမိပါတယ်ဆိုရင်တရားဥပဒေရရောဒီဆရာတို့စိတ်ပညာရှင်နေရပေါ့နော်ခုနအတန်နဲ့ပတ်သက်တယ်တရားရုံးမှာသူ့ဘက်ကများခုခံပေးရင် तू आ တက်တာရရနိုင်လားဆရာတို့အမြင်ရောဘယ်လိုရှိလဲပေါ့ကျွန်တော်အိမ်၃အိမ်ကျော်လောက်မှာဓမ္မယုံရှိရယ်စွန်းလောင်းနေနေမနေ့၄နိုင်လောက်ကြီးထားထားဖွင့်တာတခါကြရင်ကိုက ဟိုတခြားအလုပ်တွေနဲ့အိတ်ရဝင်နောက်ကြတယ်အိတ်မလို့ပဲရှိသေးတယ်သူတို့ကဖွင့်ပြီဆိုတာမျိုးကြရင်ဟိုခံနိုင်တဲ့အချိန်ဆရာတို့ပြောသလိုပဲတခါတည်းကိုတယောက်တည်းကိုအချိန်ပြောင်းလဲပုံမှာမခံနိုင်ဘူးဖြစ်လို့လုံမိတဲ့အခါကျရင်တက်တာဝင်လေးများရမလားတို့ဆရာတို့ပြောစီကျွန်တော်ပြောချင်ပါဒါ aim ဖြေပြီးလို့ရမှာတင်ပါတယ်ခုနကပေါ့เนาะစူညံလို့ဓာတ်နဲ့ခုတ်တယ်ဆိုတဲ့ကိစ္စရပေါ့เนาะစူညံအောင် လုတ်တဲ့လူမှလည်းသူ့မှလည်းသစုံတစ်ခုတော့အပြစ်ရှိရပေါ့နော်။ဓာတ်နဲ့ခုတ်တာလည်းသစုံတစ်ခုတော့အပြစ်ရှိရပေါ့။တို့တော့အပြစ်လေးနဲ့အပြစ်ကြီးတော့ကွာတာပေါ့။ဒီလိုဓာတ်ဆုညာတိုင်းဓာတ်နဲ့ခုတ်မယ်ဆိုကျွန်တော်တို့မြန်မာလူမျိုးတွေတော်တော်ဒုက္ခရောက်မှာပဲပေါ့နော်။ဒါကတော့ချင်းချင်းတွေးခေါ် တွေးခေါ်ဆုံးဖြတ်နိုင်တဲ့အရေးအသွေးပေါ်လည်းမူတည်တာပေါ့နော်အဲ့တော့စုညံလို့ဒါနဲ့ခုတ်ခုတ်တာကိုအပြစ်ကိုခွင့်လွှတ်ရမယ်ဆိုရင်ဒါလည်းအတိတ်ပဲမရှိဘူးဓမ္မမဖြစ်ဘူးအတ္တမဖြစ်သွားမှာပေါ့ဒါပြောကြပြောကြတဲ့သူကိုယ်တိုင်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒါတွေကိုချင့်ချိန်ကြည့်ပါဘယ်ဟာဓမ္မလဲဘယ်ဟာအတ္တမလဲဆိုတာဘယ်ဟာတရားမျှတမှုလဲဘယ်ဟာတရားမျှတမှုမရှိဆိုတာချင့်ချိန်လို့ရပါတယ်နိတရားမျှတမှုကိုဘယ်ဆန်နဲ့ဘယ်နှုံးနဲ့ဆုံးဖြတ်မလဲဆိုတာကမိမိရဲ့အတွင်း အစ္စဒတ်မှာရှိနေတဲ့အပြုတ်တဘောဆောင်တဲ့အနေထားပေါ်ပဲမှုတည်တာပေါ့နော်ကျွန်တော်တို့စီမှာလိုအပ်နေပါတယ်အများကြီး IQ EQ XQ အဲ့ဒါတွေလိုအပ်နေတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ကခုနပညာပေးအစီအစဉ်ရလဲကျွန်တော်တို့ခုနပြောတဲ့ knowledge ကနေ attitude attitude ကနေ behavior ပြောင်းမှုအတွေ့ကျွန်တော်တို့ကဒါကိုပို့ပြီးတော့ကျွန်တော်အားတန်တယ်ဘာဖြစ်လို့ပညာအခုကပညာခက်ကြီး knowledge error error ဖြစ်နေတယ်เนาะပညာခက်ဆိုတော့ရုပ်ပိုင်းဆိုင်ရာအင်မတန်မှတိုးတက်ဖွံ့ဖြိုးလာတယ်လို့စိတ်ပိုင်းဆိုင်ရာတဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်တာနဲ့အညီကျွန်တော်တို့တိုင်းပြည်ဟာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ကိုလည်းလိုအပ်နေပါတယ်။ဆရာဘာပြောကြအောင်ခုနကပြောချင်။စုညာဏံကြားလို့အဲ့လိုရာဇဝမှုကျွလွန်လိုက်လို့ပြစ်ဒဏ်ရှော့ပေါ်မလားဆိုတော့ကျွန်တော်အထင်တော့ရှော့ပေါ်စရာအကြောင်းတော့မရှိဘူး။အဲ့တော့ဟိုဘေးကဆူလို့ကိုကသွားခုတ်လို့လွတ်ကြကြေးဆိုတော့ဆိုတော့ဆရာအင်းမင်းနဲ့အတူတူပဲဒါရှော့ပြီးဖြစ်တဲ့ဟုတ်ကျေးဇူးပါဆရာကတော့ဗာပြောချင်တယ်ကျွန်တော်ကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လှုပ်ဘူးလို့ဗျဒါနဲ့တော့ခုတ်တာမဟုတ်ဘူးကျွန်တော်ကဗာလဲဆိုတော့ကျွန်တော်ကကျွန်တော်မခံနိုင်တဲ့အတန်ထဲမှာဗာပါလဲဆိုဟွန်းတန်ပါတယ်ဗမာပြည်မှာဒီရန်ကုန်မြို့ကြီးမှာ ိုပဲဆန်တဲ့ကိုအဲ့ဒီတော့ကလွန်ခဲ့တဲ့အာပေါ့နှစ်20ကျော်ပေါ့ဒီနိုင်ငံတော်ကနောက်မှလိုက်လာတာပါကျွန်တော်ကားနောက်မှမှအဲ့ဒီတော့ကျွန်တော်3000အကုန်ခံပြီးတော့စာလုံးထွင်းပြီးကတ်ထားဘူးပါလေကောမဒီอ่ะခွေးမျိုးများတာမလို့အဖဲဝင်တီးကြသည်ဆိုပြီးစာရေးထားတာပါအဲ့လောက်ကျွန်တော်တောင်းကြံခဲ့တာပါเนาะအဲ့တော့တစ်ခေါက်မှကျွန်တော်ဖြစ်တာဒီတက်မတော်မတန်းယုံရှိမှာပါကျွန်တော်တို့ကြောက်ကုန်းကနေတက်လာတဲ့အချိန်မှာနောက်ကအဲ့ဒီဟိုဟာလိုင်းကားဟွန်းတီးနေပါတယ် မနာရန်တီးနေပါတယ်ကျွန်တော်တော်တော်အမြင်ကပ်နေပါတယ်တော်တော်တီးမခံနိုင်တော့ပါဘူးလွယ်လွယ်ကူကူပါပဲနည်းနည်းလေးအချိန်တည်ပြီးဒီကောင်ဝုန်းကနေလဲလာအောင်ကျွန်တော်ကောက်အမိုက်ခံပြီးကျွန်တော် desktop ဆောင်းအောင်လဲပါတယ်ဒီကောင်ဝယုံသုံးကားဖြစ်ပြီးတော့ရက်ပြီးကျွန်တော်တုတ်ပါတယ်အဲ့ကျွန်တော်ဘာပြောလဲဆိုပြုံးပြီးတော့ sorry ပါဗျာလို့ကျွန်တော်တောင်းပါမှာတယ်ကျွန်တော်အဲ့ဟွန်းတန်ကြားလို့ရှိရင်လူကကြောင်ချောက်ချားဖြစ်ပြီးတော့လုံးမိလို့ဓာတ်ကြီးလုံးမိသွားတာပါဗျာလို့ကျွန်တော်ကိုခွင်းလို့ပါနော်ဆိုတော့ဒီကောင်ဘာပြောရမှမသိဘူးထွက်တာအမှန်ပါက ဒီအချိန်မှာကဆရာကဟို psychiatrist ဖြစ်ရတာနဲ့ဆရာကိုလူယုံထွက်သွားတာဘာလဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဒီစူညံတောင်ကြောင့်လူဟာစိတ်ဖောက်ပြန်มาတဲ့လို့သာဆရာကတရားယုံမှာထွက်ဆိုပေးမယ်ဆိုလို့ရှိရင်ဒီမှုအများကြီးပေါ်ရော့သွားနိုင်တယ်ဟုတ်တယ်မလားဒီအချိန်မှာသူသူ့ရဲ့စိတ်ချေနေရဟုတ်တယ်မလားဟိုတကယ်စစ်မှန်သောဟိုဟာတရားယုံတော့ဆိုလို့ပါတယ်နော်ဆရာအထကျော်ကတော့ပြောရင်ဆရာကိုလွတ်ယုံနေတယ်ဟုတ်လား ကိုလို့ရုံးတာတော့မဟုတ်ဘူးပေါ့နော်ဆရာကျွန်တော်အဲ့ပြောပြတာပေါ့အဲ့လိုလားဒီဟာကြီးကိုအကြောင်းပြကြီးဆိုလို့ရှိရင်ဆရာရဲ့ဒါလေးတော့လိုက်ထွက်ပေးပါကျွန်တော်ကိုတရားရုံးမှာဆိုရင်ကျွန်တော်လည်းညအေးရမှာမဟုတ်ဘူးကြာတကယ်တော့ဒေါသလည်းလဲဆိုတာ neurosis psychosis ဆိုတဲ့ဟာမျိုးရှိတယ်ဒေါသလည်းလုံးတာတော့မရဘူးစိတ်ပေါက်ပြန်တယ်လို့ပြောလို့မရဘူးပေါ့ဒေါသလည်းလုံးတာတပိုင်းပေါ့အဲ့တော့အသင်ခံရမယ်ထိမ့်သိမ့်ရမယ်ကိုယ့်ရဲ့စင်ကျင်တို့တရားပေါ်မူတည်တာဒါပေမဲ့အဲ့ဒီမှာလဲကျွန်တော်တို့ပြမှုဆိုင်ရာဥပဒေမှာခွင်းလွတ်ဟိုကင်းလွတ်ခွင့်များတဲ့နေရာမှာပါပြီးသားပဲလေယုတ်တိရဲ့တအားဒေါသထွက်အောင်လုပ်လို့ရှိရင်ဆိုတာဒီကင်းလွတ်ခွင့်နဲ့မှာပါပြီးသားလေ ဆိုရုတ်တရက်တအားဒေါသထွက်သွားအောင်လုပ်တယ်ဆိုတဲ့အခါမှာဒီဆုညာသင်ကြောင်းဒေါသထွက်ပါတယ်လို့ခိုင်းလုံအောင်ပြဆိုနိုင်တက်တည်ပြနိုင်တယ်ဆိုလို့ရှိရင်ဒီကင်းလုံခွင့်ထဲမှာဝင်သွားနိုင်တာပါပဲလေဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ထွက်လာတဲ့အတန်တွေဟာလူဒူးတယောက်ကိုသွားပြီးတော့ထိခိုက်တာပတ်ဝန်းကျင်ဇုံတစ်ခုကိုသွားပြီးတော့ထိခိုက်တာပေါ့နော်ဒီထက်ပိုပြီးတော့ဖြည့်ရှင်းနိုင်မယ့်နည်းလမ်းတွေလည်းရှိမယ်လို့လည်းမျှော်လင့်ပါတယ်ရက်ကျေးဥပဒေအစ်စ်နဲ့တာမကဘဲနဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မှခိုင်မာပြီးတော့ပို့ပြီးတော့မှ strong ဖြစ်တဲ့ဥပဒေမျိုးတွေပို့ပြီးတော့ရှိတဲ့နယ်လို့ချင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ညီကောင်းလေးလည်းချုပ်ချင်ပါတယ်။တယောက်ချင်းစီရဲ့အနှစ်ချုပ်ပေါ့။ဒေါက်တာအောင်လေးတင်ကဆရာဗာများပြောချင်ပါလဲရှင့်။ဒါနဲ့ပတ်သက်ပြီးတော့အတန်ထွက်တဲ့လုပ်ငန်းတွေကိုလုပ်တဲ့အခါမှာဒီ acoustic barrier ပေါ့လေအတန်ထိန်းတဲ့ instrument equipment တွေကိုအသုံးပြုပြီးတော့မှလောက်ကြဖို့ကြံပြုချင်ပါတယ်။နောက်ဒီတတ်မှတ်တဲ့ rule တွေစီမင်းစည်းကမ်းတွေအရလိုက်နာပြီးတော့ဆောင်ရွက်ကြဖို့ကြံပြုလို့ ဟုတ်ကျေးဇူးတင်ပါတယ်ဒေါက်တာအင်းမေရောဗာများပြောချင်ပါလို့ရှင်ကျွန်တော်တို့ကဒီစုညံတန်နဲ့ပတ်တယ်လို့ဥပဒေအစ်တတွေလည်းထွက်ဖို့လိုအပ်ပါတယ်တစ်ချိန်တည်းမှာလည်းခုနပြောတလို့ပေါ့ mindset တွေလည်းချိန်ဖို့လိုအပ်တာပေါ့နော်ဒေါ်လာတွေအင်မတန်ကြီးနေမယ်ကိုယ့်အတွက်ကြီးပဲကိုယ့်အတ္တအတွက်ကြီးပဲကြီးနေမယ်ဆိုလို့ရှိရင်ဒါကမငြိမ်းချမ်းတဲ့ environment ဖြစ်မှာပေါ့နော်အဲ့တော့ပြုပြင်ပြောင်းလဲရမှာအကုန်လုံးတတ်နိုင်တဲ့ဘက်ကလှုပ်တင်တာပေါ့ဟုတ်ကဲ့ပါဒါတဆိုမင်းကရောဗာများပြောချင်ပါလေရှင့်အဲ့တော့အသံပေါ့နော်အသံကျွန်တော်အဓိက noise ပေါ့ noise pollution ပေါ့အသံကြောင့် ညဉ့်ဉန်းမှုဖြစ်တယ်ဆိုတော့တကယ်တမ်းကကျွန်တော်တို့ကဒီနေ့ဆွေးနွေးတာတော့အဲ့အတန်နဲ့ပတ်သက်တာပဲဆွေးနွေးတာပေါ့အဲ့တော့တကယ်တမ်းကကျွန်တော်တို့ကအဲ့အတန်တစ်ခုနဲ့တော့ကိစ္စတော့မပြတ်ဘူး loss speaker ဆိုရင်တော့ရှင်းတယ် loss speaker ထွက်လာတဲ့အတန်ရှင်းတယ် construction ကဖြစ်တဲ့အတန်ဆိုလို့ရှိရင်နောက်ဆက်တွဲကတခြားဘာတွေပါလာသေးလဲဆိုတော့ chemical နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်သူတို့နဲ့ပတ်သက်တဲ့ဓာတုပစ္စည်းတွေပြီးလို့ရှိရင်အဲ့ physically ကြံတဲ့ pollution တွေအဲ့ဒါတွေပါပါလာနိုင်တယ်ပေါ့နောက်တစ်ခုကတော့ social ကျွန်တော်တို့အဲ့အတန်ကြောင့်ကျွန်တော်တို့လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ် ိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိတယ်နောက်တစ်ခုကအဲ့ဒါတွေနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းဝင်အတိုင်းဝိုင်းမှာသူ့ရဲ့ organization နဲ့ပတ်သက်ပြီးတော့လည်းဖြည့်ဆည်းမှုညဉ့်ဉန်းမှုတွေဖြစ်စီတယ်ပေါ့နော်အဲ့တော့ကိုနေ့ကဆရာပြောတဲ့သူနဲ့ပတ်သက်တဲ့အကျိုးသက်ရောက်မှုဘယ်လောက်တိုင်းတာတွေဖြည့်ဆည်းတဲ့ဆိုအဲ့ဒါတွေပါထက်စဉ်းစားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ပြည့်စုံမှာပေါ့နောက်တစ်ခုကအဲ့ဒါကိုတော့ထိန်းဖို့ပြုဖို့ control လုပ်ဖို့ဆိုတော့ကျွန်တော်တို့ပြည်သူလူထုကိုအသိပေးဖို့နောက်တစ်ခုကတော့ဒီပြဿနာကြီးကတော့ရှိနေပြီဒါကိုဘယ်လိုလုပ်ကြမလဲဆိုတာကိုအေးကွာမင်းတို့ဒီပြဿနာကြီးတော့ရှိပြီလုံလိုက်ကြကွာဆိုပြီးတော့ကျွန်တော်တို့ခွင့်ပြုချက်ပေးနိုင်တဲ့ decision makers တွေမပိုင်တော့ကျွန်တော်တို့ဒါကြီးကိုဘာမှလုပ်လို့မရအောင်ကျွန်တော်အဲ့ဒါလေးကိုပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာအထကျော်ဗာမြန်နီကုန်းချုပ်ပြောချင်ပါလားရှင်ကုန်းချုပ်အနေနဲ့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဟိုဆရာအေးမင်းပြောတဲ့စကားပေါ့ဗျာပြမစူရတရားထွန်းကားမယ်ပြမစူတရားထွန်းကားမယ်ဆိုရင်တော့အကောင်းဆုံးပေါ့အဲ့လိုဖြစ်အောင်လုပ်ဖို့ကတော့မိဘတွေမိဘတွေပေါ့ဗျာမိဘတွေမိဘတွေကနေပြီးတော့ကိုသားသမီးလေးတွေကိုစာနာစိတ်ကလေးတွေမွေးတတ်အောင် သင်ပေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲကိုကြိုက်တာကိုလုပ်ကြကိုကြိုက်တာကိုလုပ်ကြဆိုတော့ ကိုယ့်ကိုဆဲရင်ကြိုက်မလားမကြိုက်ဘူးဒါဆိုရင် ကိုသူများအောင်မဆဲဘူးကိုယ့်ကိုလှုပ်ရင်ကြိုက်မလားမကြိုက်ဘူးဆိုလို့ရှိရင်ကိုလည်းမလှုပ်ဘူးဆိုတော့ဒီစာနာစိတ်ကလေးဖြန့်ဝေပေးနိုင်ကြရင်လက်ဆင့်ကမ်းပေးနိုင်ကြမယ်ဆိုရင်ဖြင့်အကောင်းဆုံးဖြစ်မယ်လို့ထင်မိပါတယ်ဒါပေမဲ့ညှော်လင့်ချက်ကတော့အသိမရှိပါဘူးကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးတာ ਨੇ ပတ်သက်ပြီးတော့ကတ်တွန်းဆရာကဘယ်လိုသရုပ်ဖော်ရေးဆွဲထားလဲဆိုတာလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ဟိုဟာဒီမျိုးထဲမှာကြတော့ဟိုအတန်နေစုရဲဆိုတာကိုရေးထားပါဟိုဟာ ဖားကြောင်အတန်ဟိုအတန်ကြောင်ဖားဖားអော်တာကိုကြားတာလေဖားစီကိုရောက်တာအခုကျွန်တော်ရေးထားကြတော့ဟိုတန်တဲ့ဟာတွေကဟို nice ဖြစ်နေတော့ငါသားကြီးကြိုက်တဲ့လောက်អော်ဖားအတန်ကြောင်ဖားတော့မသေးတော့ဘူးဆိုတာလေးရေးထားတာပါကျေးဇူးတင်ပါတယ် ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဆူညံတန်နေညံလုံးနေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသေးတာဖြစ်ပါတယ်။ရုံမြင့်တန်ကြားကြည့်ရှုနေတဲ့ပြိတ္တလည်းဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ဇုံတရားအတိုင်းတာတစ်ခုထိရလိမ့်မယ်လို့မျှော်လင့်ပါတယ်။တက်ရောက်လာတဲ့ပြိတ္တအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဒါနဲ့ပတ်သက်ပြီးတော့ထပ်ပြီးဆွေးနွေးစရာများရှိတယ်ဆိုရင်တော့ Facebook စာမျက်နှာမှာ DBV Debate မှာတွားရောက်ပြီးတော့ comment ရေးနိုင်ပါတယ်။ဒါ့အပြင်ကျမတို့ရဲ့ website ဖြစ်တဲ့ dbvdebate.net မှာလည်းပဲဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်။ email နဲ့ဆက်သွယ်ပြီးတော့အကြောင်းကြားချင်တဲ့ဆိုရင်တော့ debate@dbb.no ကိုဆက်သွယ်နိုင်ပါတယ်။ကျမမျိုးမျိုးပါ။